ခွန်အား YouTube Channel မှာပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့စာဖတ်သူရောင်နီကမုံပဲဖြစ်ပါတယ်ဒီနေ့မှာတော့စာရေးဆရာလေတွန်းသားစောချစ်ရဲ့ညောင်မင်းတစေဝေလီလေးဆိုတဲ့ဝတ္ထုကို အပိုင်းသုံးအနေနဲ့ဖတ်ပြပေးသွားမှာဖြစ်ပါတယ်နားစင်ခန်းစားပြေးကြပါအောင်ခင်ဗျာညောင်မင်းတစေဝေလီလေး ပိုင်း၃ထမင်းစားပြီးပကံနေစေကျော်သိမ့်စီပြီးတာနဲ့ဟဲ့ကောင်ကကျော်ငါသွားနေမယ်မင်းဒီကနေလှမ်းကြည့်နေဟိုကောင်မလေးငါခေါ်ထုတ်သွားတာနဲ့မင်းကွန်းကြံနေကိုဝင်ပြီတော့ဘာမှကြောက်မနေနဲ့ဟဲ့ကောင်မိလိုရမင်းကိုချစ်ပြီးသားမင်းဖွင့်ပြောတာနဲ့မင်းတို့တကယ်ချစ်သူဖြစ်သွားမှာဒီနေ့မှမစွင်ရင်မင်းစောက်တော့မကြရဲကောင် ိုချစ်ဒီကပြောပြောဆိုဆိုနဲ့ကွန်းချံစီကိုထွက်သွားတယ်။ကျွန်တော်တဲတရရနေလှမ်းကြည့်ရင်ရင်တွေခုန်လိုက်တာ။ဒါပေမဲ့ကိုချစ်ဒီခေါ်ရာကိုခင်ပြေးလိုက်မှမထင်ဘူး။ခင်ပြေးက12နှစ်အရွယ်ကလေး။မိဘတွေစင်ရဲလို့မိကျွေရအိမ်မအကူကြီးခေါ်ကျုံ့မွေးထားတာ။မိကျွေကိုအသေးကြောက်မိကျွေပြောတဲ့စကားဆိုရင်ဘယ်သူပြောလို့မှပြင်တာမဟုတ်ဘူး။သူလိုက်မသွားပဲမိနွယ်နန်းကတ်နေလို့ဘာမှမပြောရရင်တမျိုးတော့အေးတာပဲ။ ပြောရမှာကြောက်တဲ့စိတ်နဲ့တတရာကိုတွေးလိုက်မိသည်။ဟောဗျာဟိုမှာကိုညံနေရထွက်သွားတဲ့ကိုချစ်တီနောက်မှာ ခင်ပြေပါသွားတယ်။ကိုချစ်တီဘလို့များပြောခေါ်သွားပါလိမ့်။အံ့ဩစိတ်ဖြစ်မိပါတယ်။သူတို့နေရာကိုညံတဖက်မှာကွဲပြောက်သွားကြဖို့မြောင်းမကြီးဘက်စီကိုသွားကြမယ်ထင်တယ်။အိုးငါဘလို့လုပ်ရမလဲ။စိတ်တွေကလှုပ်ရှားလိုက်တာ။အချိန်မရှိဘူး။မြန်မြန်သွားမှ။ စိတ်တမျိုးကလည်းနိုးစော်နေပြန်တယ်။ကျွန်တော်ကွန်းချန်စီကိုသွားတယ်။ခြေောက်တွေအားလျော့တယ်လို့ဖြစ်နေလို့အာတင်းပြီးရှောက်ရတယ်။ကွန်းချန်နဲ့နီးလာလေရင် တွေကပုတ်ခုံလေ။ကွန်းချန်နဲ့ဝင်လိုက်တာနဲ့တွေ့ပါပြီ။တစ်ဖက်ကိုလှည့်ပြီးကွန်းညံ့ချီနေတဲ့မိနွယ်။အတန်ပြုတ်မဲ့လို့တော့ကျွန်တော်ရင်ထဲမှာခြောက်ကက်လို့ခတ်လိုက်တာ။မိနွယ် ကျွန်တော်အတန်တွေကတုံးလို့ဟင်ငကြောမင်းတွေကျွန်တော်ဘက်ကိုလှည့်ကြည့်တယ်ချစ်စရာကောင်းတဲ့မျက်နှာလေးငါငါနင့်ကိုပြောချင်လို့၆သိအကွဲတဲ့အတန်ဘာပြောမှလဲမင်းတွေအတန်လေးရလဲတုံးလို့ငါငါဘယ်လိုပြောရမှန်းမသိပါဘူးဟာနင်းဟာလဲဘယ်လိုပြောရမှန်းမသိလဲမပြောနဲ့ဟာမင်းတွေအတန်က နေနေရရတင်းဖြစ်လာတယ်။ကျွန်တော်မိနွယ်မျက်နှာလေးကိုကြည့်လိုက်တယ်။သူကလည်းကွန်းညွတ်မချီတော့ဘူးကျွန်တော်ကိုကြည့်နေတယ်။မျက်လုံးချင်းစုံမိကြတယ်။ခုန်လိုက်တဲ့ရင်ကလည်းဖျားပွဲရနွားလဲပြန်ွယ်လို့ဒုံဆိုင်နေသလားအောင်မရတယ်။မဟုတ်ပါဘူးဟာငါငါနင့်ကိုချစ်တယ်မိနွယ်ပြောမယ်ပြောတော့လေဒဲရိုးဖြစ်သွားတယ်။တိုင်းကဝိုင်းကမှမပြောတတ်တာ။ ။အိုးနင်းရလဲ။မိနွယ်မျက်နှာလေးချပြီးခေါင်းလေးငုံသွားတယ်။နင်းလဲငါ့ကိုချစ်တယ်မို့လားယင်မိနွယ်။နင်းလဲငါ့ကိုချစ်တယ်မို့လားအင်းမိနွယ်။ကိုချစ်ဒီအားပေးစကားနဲ့အပိုင်မေးလိုက်တာမှားသွားတယ်။ဟင်နင်းကလဲလူကုန်မြန်သူ့ကိုအထင်သေးသလိုဖြစ်သွားတယ် ငါမပြောတတ်လို့ပါဟာငါနဲ့ကိုတိတ်ချစ်တော့နင်းချစ်ကိုလည်းရချင်တာပါမိနယ်ဘာမှပြန်မပြောဘူးခေါင်းခုံးလျက်ပဲငါတို့ငယ်ကလေးကကစားပေါ်တငယ်ချင်းတွေပါဟာအေးလေနင်ကအခုမှဘာလို့စမ်းချင်ရတာလဲစကားမှားပြန်ပြီဟူသိလိုက်ပါတယ်မသိဘူးဟာနင်ကလည်းငါ့ကိုပြန်ချစ်ပါဟာ နော်ငါတို့ချစ်သူတွေဖြစ်ရအောင်နင်ပြောတာကလည်းလွယ်လိုက်တာ ငါမှအချိန်မရှိဘူးဟာဒီလိုအခွန်လေးရတော့အမြန်ပြောရတာမို့လို့ပါငါမပြောလို့နောက်ကျနေရင်နင်းအမမိကျွဲနင်းကိုစပားပွဲစားဆန်သိနေတဲ့သဘောတူနေတာဟာဟင်ငါသူ့ကိုကြည့်လို့မရပါဘူးနင်းကသာကြည့်လို့မရတာနင်းတို့အိမ်ကကြည့်လို့ရတာဟာဒါကြောင့်ခင်ပြမရှိတော့မမြန်ပြောနေရတာဟုတ်ပါရဲ့ခင်ပြပြန်လာလို့တွင် အမောက်ကိုပြန်ပြောမှဒုက္ခမိရွယ်ကကွင်းညံတစ်ဖက်ကိုလှည့်ကြည့်တယ်သူမျက်နှာလေးက စိုးရိမ်သွားတယ်လို့ပဲ။မြန်မြန်ပြောစမ်းပါဟာငါတို့ချစ်သူတွေဖြစ်ရအောင်နော်။ကျွန်တော်ကအတင်းတောင်းဆိုနေမိတယ်။မလွယ်ပါဘူးဟာအမအကြောင်းနဲ့တည်သားနဲ့အမကပွဲချမ်းမှာဟာ အမေတို့အဖေတို့ကလည်းသဘောမှမဟုတ်ပါဘူးဟာ။မင်းရဲ့ပြောပုံလေးကညည်းတန်လေးနဲ့ငါလည်းဒီတိုင်းနေမှာမဟုတ်ပါဘူးဟာ အခွင့်ရမရသေးလို့ပါအဆက်အသွယ်ရတာနဲ့ မျိုးတက်ပြီးချမ်းသာအောင်လုပ်မှာပါ။နေနဲ့ထိုက်တဲ့အောင်ငါကြိုးစားမှာပါ။နင်းစီရအဖေကိုရထားခြင်းလို့ပါ။အဲ့ဒီအဖေရရင်ငါအားရှိပြီးတော့တအားကြိုးစားမိမှာဟ။နင်းစိတ်ချငါစံသိမ့်ထက်တာစီရမယ်။မိနွယ်ကျွန်တော်ကိုတစ်ချက်ပြန်ကြည့်တယ်။ချစ်စရာလေး။ခင်ပြစ်မလာခင်မင်းမြန်ပြောလေဟာ။နင်းကလည်းဟာ။မိနွယ်ပြောရမှာခက်နေပုံရပါတယ်။ ကျွန်တော်သူနာကိုတိုးကပ်သွားပြီးပခုံးလေးနှစ်ဖက်ကိုဆုပ်ကန်လိုက်တယ်။ဟဲမကြော်ဒါပေမဲ့ तू မယုံဖယ်ဘူးပြောလိမ့်မိနွယ်။ဘာပြောရမှာလဲဟာငါ့ကိုချစ်တယ်လို့ဟာမပြောချင်ပါဘူး။ဒါဖြင့်ခေါင်းငြိပ်ရဒါဖြင့်ခေါင်းငြိပ်ပြမိနွယ်ကခဏစဉ်းစားနေတယ် ကစုံလာပြီနေကြရင်နင်းဝင်ကညောင်ရည်သွန်းအုပ်ပေးမယ်ဟာဟာဝမ်းသာလိုက်တာမိနွယ်ရာကျွန်တော်မိနွယ်ပခုံးလေးနှစ်ဖက်ကိုတင်းတင်းပန်အောင်ဆုပ်ထားမိတယ်ကျွန်တော်တို့ရွာတလေးကကစုံလာပြီနေကြရင်ရွာဦးညောင်ဝင်ကြီးနားမှာစူတောင်းပြေဖျားစွန်းတော်ကြီးကပ်ပြီးညောင်ရည်သွန်းလောင်းကြပါတယ်အပြိုတွေကညောင်ရည်သွန်းအုပ်ကိုရွက်လာကြတယ်ညောင်မင်းမှာညောင်ရည်သွန်းမဲ့ကာလာသားတွေကအတင်းဆောင်နေကြတယ်မင်းကလေးတွေရောက်လာရင် ညောင်ရည်သွင်းအိုးကိုလှမ်းယူရတယ်။မိန်းကလေးတွေကသူတို့သဘောကျတဲ့ကာလာသားကိုညောင်ရည်သွင်းအိုးလေးပေးကြပါတယ်။မင်းရွယ်ရဲ့စကားကြောင့်ကျွန်တော်ရင်ထဲမှာဝမ်းသာလွန်အာကြည့်ပြီးမင်းရွယ်ရဲ့နှစ်ပူးလေးကိုမှုန့်ပြလိုက်မိတယ်။ဟဲငကြော်ကြည်စမ်းမင်းရွယ်အံ့အားသင့်ပြီးကျွန်တော်ကိုမော့ကြည့်တယ်။ကျွန်တော်စိတ်ကိုဘလို့မှမထိန်နိုင်တာနဲ့မင်းရွယ်ရဲ့တနခါပကွက်ကြားလေးနဲ့ပါမမိုးလေးနှစ်ဖက်စလုံးကိုခက်မြန်မြန်နမ်းပြလိုက်တယ်။အိုး မိနွယ်မျက်နှာလေးရှက်သွေးဖြန်းပြီးဖမ်းလို့ရောင်ဖြစ်သွားတယ်။သွားတော့မယ်မိနွယ်။မိနွယ်ဘာမှပြန်မပြောနိုင်။ကျွန်တော်ကွန်းညာနေရခက်မြန်မြန်ထွက်လာခဲ့တယ်။ရင်ထဲမှာတော့ကြီးနူးစိတ်နဲ့မြူးလို့ပြောလို့ချစ်လိုက်တာမိနွယ်ရဲ့။ကိုချစ်တီးနဲ့ခင်ပြေတို့ရီမောလို့ကွန်းချန်စီကိုပြန်လာခဲ့ကြတယ်။ကိုချစ်တီးကရီတန်းကြဲကြဲစကားတန်းကြဲကြဲပေးလာတယ်။ကျွန်တော်ကွန်းညာထဲမှာရှိနေသေးရင်ရှောင်းနိုင်အောင်ပေါ့။ ဲ့ဒီအချိန်မှာကျွန်တော်ကတဲတဲကိုပြန်ရောက်နေပါပြီခင်ပြေကကွင်းချံထဲဝင်သွားတယ်ကိုချစ်တီးကတဲစီကိုရှောက်လာတယ်ကျွန်တော်ကိုတွေ့တော့ဟဲ့ကောင်ဘလို့လဲမေးတယ်ကျွန်တော်မျက်နှာကမျက်နှာပုံမသိဘူးပြုံးဖြီးဖြီးနဲ့နောက်မှပြောမယ်ဟွန်းဟွန်းမင်းမျက်နှာကြီးမြင်ရတာနဲ့သိပါတယ်ဘာသိတာလဲအဆင်ပြေတယ်လို့ပေါ့နင်းအောင် ခင်ဗျခင်ပြေကိုဘလို့ခေါ်ထုတ်သွားရလဲဟင်းဟင်းနောက်မှပြောပြမယ်ကျွန်တော်တို့နှစ်ယောက်ကြီးလိုက်မိကြတယ်ခဏကြာတော့မိနွယ်နဲ့ခင်ပြေကွန်းချန်ထဲကထွက်ပြန်လာကြတယ်မိကျွယ်မရောက်ခင် အရောက်ပြန်ကြရမယ်ဖြစ်တယ်တဲတဲရောက်လာပြီးသူတို့ထမင်းပိုးတဲ့အိုးခွက်ပကံတွေကိုတင်းချပြီး အလာတော်ကလိုမိနွယ်ကလင်မန်းရွက်လို့ခင်ပြေကတောင်းရွက်လို့ပေါ့ကျွန်တော်မိနွယ်လှုပ်ရှားပုံလေးတွေကိုမလွတ်တန်းကြည့်နေမိတယ် သူကကျွန်တော်ကိုပြန်မကြည့်ဘူးရှက်လို့နေမှာခင်ဗျားတောင်းရပြီးရှေ့ကထွက်သွားပြီကိုချစ်တီသွားတော့မယ်မိတွေကကိုချစ်တီကိုနှုတ်ဆက်တယ်အေးသွားသွားပြီးတော့မိတွေကျွန်တော်ကိုလှမ်းကြည့်တယ်ရှက်နေတဲ့မျက်နှာလေးနဲ့သွားတော့မယ်ကျွန်တော်ကိုနှုတ်ဆက်တဲ့အတန်လေးကပုံမှန်မဟုတ်ချင်းတိုးညင်းတယ်ကျွန်တော်က ညလုံးချင်းစောအောင်ကြည့်ပြီးခေါင်းငိမ့်ပြလိုက်တယ်။မျက်နှာလေးချပြီးမိနွယ်ပြန်ထွက်သွားတယ်။ရှေ့ကကြည်လဲရင်နဲ့နောက်ကကြည်လဲရင်နဲ့ဆိုတဲ့အတိုင်းမိနွယ်ရဲ့နောက်ပိုင်းအရင်လှကိုကျွန်တော်ငေးကြည့်နေမိတယ်။တော်တော်လေးဝေးသွားတဲ့ဒီအထိလှုပ်လှဲ့လှုပ်လီတီကာကြီးအလှကငေးမောလောက်စရာပင်။ဟဲ့ကောင်တတိထားအောင်မတက်ရလျက်သေးသွားအောင်မယ်။ကိုချစ်ဒီကကြောပုတ်ပြီးတတိပေးမှကျွန်တော်ပြောမိတယ်။ ကဲပြောဘလို့လဲကျွန်တော်ကလက်မထောင်ပြလိုက်ပါတယ်အသေးစိတ်ပြောစမ်းမအောင်ဟာကျွန်တော်ကကွန်းညံထဲမှာစားသိပုံကနေဘလို့ပြောတယ်ဆိုတာနဲ့မိနွေရညောင်ရည်သွိုးပေးပြီးဖြည့်မယ်ဆိုတဲ့အကြောင်းပြောပြလိုက်တယ်မိနွေတိတ်ခါကိုထိမ့်သိမ့်ပြီးသုံးငါမွေးတာကိုတော့မပြောလိုက်ပါဘူးဒါဆိုတေချာသွားပြီပေါ့ကွာကျွန်တော်ကကောင်းချင်းပြလိုက်တယ် ဝမ်းသာလိုက်တာငကြော်ရပြောစရာကြီးကွာနင်းအောင်ခင်ဗျခင်ပြို့ကိုဘယ်လိုပြောပြီးခေါ်သွားရလဲပြောပါအောင်ဒီကောင်မလေးကမလွယ်ဘူးဗျမိကျွမ်းမာတဲ့အတိုင်းမိနွယ်နာမှာကန့်နေတာတော်ုံနဲ့တော့ရမှာမဟုတ်ဘူးလွယ်ပါတယ်ကွာသူ့အကြိုက်ပြောပြီးခေါ်ရင်ရတာပေါ့ဘာလဲသူ့အကြိုက်ကပြားရည်လေကွာသူတိတ်ကြိုက်တာငါပြားအောင်တွေ့ထားတယ်လေပြားဖို့ပြီးကျွေးမဲ့ပြောပြီးခေါ်သွားတာ ။ဩဒါကြောင့်ကိုတကယ်ဖွင့်ကြရတာ။ကျွေးလို့အချိန်ကြာကြီးနေတာပေါ့ကွ။ပြားဖွဲ့အလုပ်ကတကယ်တော့ငါမလုပ်ချင်ဘူးကွ။မင်းစဉ်းစားကြည့်။သူများစုဆောင်ထားတဲ့ပြားရည်ကိုဓမြတိုက်လူရရတာ။အရင်ဘဝကကုသိုလ်မကောင်းလို့သူများအိမ်မှာလူငါလုပ်နေရတာ။ကုသိုလ်ကောင်းမှုလည်းလုံးနိုင်တာမဟုတ်ဘူး။မင်းကြောင့်လုပ်ရတာ။ပြားရည်အကုန်ယူရင်ပြားပြက်တက်လက်ထဲကပြားကောင်လေးကအစာငတ်ပြီးသေတာကွ။အပြစ်ကြီးတယ်။ဒါနဲ့အကုန်မယူပါဘူး။ ပြားကောင်တွေကိုတကိုင်းနဲ့၆ထုပ်ပြားလက်ဖို့ကိုတပိုင်းလောက်ဖဲ့ယူပြီးကျွေးရတာပြားကောင်တွေတုတ်လိုက်တော့ကွာပြားစုလေးတွေကိုခင်းပြအများကြီးနှုတ်ပေးရတယ်ကျေးဇူးတင်ပါတယ်ဗျာခမကျေးဇူးဘယ်တော့မှမမေ့ပါဘူးဘလို့အောင်ကွာမင်းနဲ့မိနွယ်ကိုငါသဘောကျတယ်မင်းတို့နှစ်ယောက်ချစ်သူတွေဖြစ်သွားစေချင်တာခုတော့အနာခံရရုံနဲ့တာပေါ့ကွာဟိုကောင်မလေးကတော့ပြားရည်ကိုဘိုးနယ်ဖယ်စားရတာသဘောကျနေတာကွာ ထက်ယူပေးပါအောင်ပြောလို့တော်ဘီဟာထက်ယူရင်ကပြားတွေဝိုင်းတုံနေလို့သေမာဟလို့ပြောပါတယ်တကယ်လဲနာတာကွာဒီမှာကြည့်ကိုချစ်တီကသူ့လက်တစ်ဖက်ကိုပြတယ်အိုးဟုတ်ပါရဲ့ဗျာကိုချစ်တီရဲ့လက်နှစ်ဖက်မှာပြားစိတ်တက်၍အဖူပိတ်များဖြစ်ပြီးရောင်းနေတယ်ဘယ်လိုလုပ်မလဲကျိမ့်မှန်ရွက်နဲ့ပွတ်ထားပါရဲ့ကွာခဏနေကောင်းသွားမှာပါခင်ဗျာဒီလိုအနာခံပြီးကူညီတာ ကျွန်တော်ဘယ်တော့မှမပြပါဘူးဗျာဒါပေမဲ့ကွာငါလောက်တာဟုတ်မှာဟုတ်ရလားလို့ဘာလို့လဲဗျမင်းတို့နှစ်ယောက်ချစ်သူဖြစ်အောင်လုပ်ပေးမိတာကိုချစ်သည်ပြောပုံကတွေ့တွေ့ဆဆဘာဖြစ်လို့လဲဗျမင်းတို့အောင်ရိုးကိုတွေ့ပြီးရင်လေးလို့ပါကွာမိကျွယ်တဘောကိုလည်းမင်းလဲတည်တာပဲတိတ်အစင်းတန်းခွဲကြတာကွာသူတို့အိမ်မှာ तू ကချဲ့လဲနေတာသူ့မိရလဲ तू နဲ့အတူတူပဲ သဘောတူမှာမဟုတ်ဘူးအပေါက်ဆိုးတယ်မိကျွယ်သူ့အမေသူတာအဖိုးကြီးကတော့သဘောကောင်းပါတယ်ကွာမိနွယ်ကိုလည်းတိတ်ချစ်တာမိနွယ်ကသူ့အဖေသူတာကျွန်တော်လည်းဒီတိုင်းမနေပါဘူးဗျာစံသိမ့်ထတောင်းစူးစမ်းပါပါကျွန်တော်လည်းဒီတိုင်းမနေပါဘူးဗျာ။စံသိမ့်ထတောင်းကိုစူးစမ်းပါပါ။ ပြောတာပြောနေရသည်ဘလို့စ조사ရမည်ဆိုတာဘာလန်းစာမှမမြင်သည်အေးခုတိုင်းသူတို့အိမ်မှာအလုပ်လုပ်နေလို့ဘလို့မှသဘောတူမှာမဟုတ်ဘူးကွာကျွန်တော်စိတ်ပြတ်အားပြတ်စွာခေါင်းငင်ပြမိတယ်တခုတော့ရှိတယ်ကွာဘာလဲဗျသူတို့သဘောမတူရင်မင်းမင်းတို့ကိုခိုးပြေကွာကျွန်တော်စဉ်းစားရပါပြီခိုးပြေပြီးရင်ဖယ်သွားလို့ဖယ်နေရမလဲဘာလို့စားမလဲ စောစောကပျော်နေသောစိတ်ကလေးများပျောက်ွယ်သွားလိမ့်ပြီမိနွယ်နဲ့ဝေးရမှာကိုနည်းနည်းလေးတောင်တွေးလို့မရပါဩရှင်ထဲမှာမောလိုက်ရတာမိနွယ်ရဲ့ကဆုံလာပြင်းနေရွာထဲမှာအိုးစီတန်းဒိုးဘက်တန်းများနဲ့စီစီညံနေတယ်။ယောက်ျားမိမကြီးသူငဲသူအလုံးဝက်ကောင်းစားလာတွေနဲ့တွားကြလာကြခေါ်ကြအော်ကြပျော်နေကြပါတယ်။ ိမ်တိုင်းမှာလည်းဧည့်သည်တွေကိုကျွေးကြမွေးကြအဲ့ခံကြညနေစောင်းတာနဲ့ရွာထဲမှာစွန်းတော်ကြီးလှဲ့ပြီးရွာထိပ်ညောင်မင်းကြီးနာကစူတောင်းပြေဖျားမှာစွန်းတော်ကြီးကကြမယ်ရွာထိပ်ညောင်မင်းကြီးမှာညောင်ရီသွန်းလောင်းကြမယ်ကျွန်တော်တို့ရွာတလေမိမကြီးတွေစွန်းတော်ကြီးဝဲရကြရတယ်ကျွန်တော်တို့ရွာတလေမိမကြီးတွေကစွန်းတော်ကြီးပွဲရရတယ် မင်းကလေးပြိုလေးတွေကညောင်ရည်သွင်းအိုရရတယ်။နောက်ဆုံးမှာအတီးအမုံအကခုံတွေလိုက်ပြီးရွာတွေကနေတန်းစီထွက်ရတယ်။ကြီးတဲ့လူတွေအများကြီးပေါ့။ရွာနေချင်းတွေလည်းလာကြတယ်။ရွာထက်ရောက်လာကြပြီ။စွန်းတော်ကြီးပေါ်ရက်တဲ့လူတွေကဖျားစီကိုသွားကြတယ်။ညောင်ရည်သွင်းအိုရက်တဲ့မင်းကလေးတွေကတော့ညောင်မင်ကြီးစီလာနေပြီ။ကျွန်တော်တို့ကာလာသားတွေညောင်ရည်သွင်းအိုယူဖို့ညောင်မင်ကြီးအောက်ကစောင့်နေကြတယ်။ညိုသားပွဲစားစံသိန်းလဲညောင်မင်ကြီးအောက်ကိုရောက်နေတယ်။ ကောင်းတာပေါ့စံသိန်းရှင်မှာအလူရှင်သိအောင်မန်းတဲ့တိုင်တက်ပြရတော့မယ်မိတွေကကျွန်တော်ကိုညောင်ရည်သွန်းအိုးပေးမယ်လို့ဂရုပြုပြီးသားဖြစ်တယ်ကျွန်တော်မိတွေကောင်းပေါ်ကညောင်ရည်သွန်းအိုးကိုလှမ်းယူလိုက်တာနဲ့စံသိန်းသားသွားတော့မယ်မိတွေနဲ့ကျွန်တော်ချစ်သူတွေဖြစ်ကြောင်းကြော်ညာပြီးသားဖြစ်သွားမယ်ဒါမှဒီကောင်လက်လျှော့သွားမှာမိတွေတို့အိမ်ရွှေဆွေညိုမဝဲတော့မှာကျွန်တော်ရင်ထဲမှာပြောနေမိတယ် ငါကျော်နေညောင်မင်းအောက်ကစောင့်နေနော်နေကင်းကပဲမိနယ်ကျွန်တော်ကိုမှားလိုက်သေးတယ်ဟိုမှာညောင်ရည်သွန်းကိုရွက်တဲ့မင်းကလေးတွေညောင်မင်းကြီးစီကိုလာနေကြပြီသူတို့နောက်ကအိုးစီဒုဘက်ဝိုင်းတွေတီမုတ်ကခုံလို့ကျွန်တော်ရင်ခုန်တန်းနေအိုးစီတန်ဒုဘက်တန်နေနဲ့အပြေးဖြစ်နေတယ်တွေ့ပြီလူတန်းရဲ့အလဲလောင်းမှာရောက်နေတဲ့မိနယ်အန်ဝေါ်စီကကျွန်တော်မျက်လုံးတွေကမိနယ်ဆိုမှမိနယ်တယောက်တည်းပဲမြင်နေရတယ် နန်းသာရောင်အင်ကြီးလက်ရှိအဖြူအညိုရောင်လုံးကြီးလေးနဲ့လှလိုက်တာမိနွေရာချက်တည်းရှိလိုက်တာစိတ်ရင်းကောင်းတဲ့လူမျိုးမျက်နှာလေးကချိုးလို့အေးလို့ကျွန်တော်တို့ရွာတရွာလုံးမှာမိနွေရာအလှဆုံးဆိုတာကျွန်တော်သာမကတရွာလုံးသိပါတယ်မှတ်ထားငါကဒီရွာမှာအချောဆုံးအလှဆုံးမိန်းကလေးကငါချက်သူကျွန်တော်ရင်ထဲမှာဂုံယူဝင်ချွားနေမိတယ်ကျွန်တော်ကြည့်နေတော့မှပဲ မင်းကလေးတွေညောင်မင်းကြီးရောက်ကိုရောက်လာကြပြီးသူ့လူနဲ့သူအတီးတီးညောင်ရည်သွန်းကိုပေးနေကြပါတယ်။လာနေပြီ။မိနယ်ကျွန်တော်စီကိုတန်းလို့မျက်နှာလေးကိုနီးနီးကပ်မြင်နေရပြီ။ကျွန်တော်ကိုကြည့်တဲ့မျက်လုံးလေးတွေကအယောင်တွေလင်းလက်လို့မျက်နှာလေးကလည်းပြုံးလို့လာလိုက်တာမင်းနယ်ရ။ကျွန်တော်ရင်ထဲမှာတင် ပြောလိုက်မိတာ။ကျွန်တော်မင်းနယ်ကို ပြုံးပြီးကြိုလိုက်တယ်။အဲ့ဒီအချိန်မှာစုပ် အဲ့ဒီအချိန်မှာစပားပွဲစားစံသိန်းကအမြန်လျှောက်လာတယ်။ကျွန်တော်ရှိရဖြတ်ပြီးမိနွယ်ရှိမှရက်လိုက်တယ်။မိကျွယ်မျက်နှာသာပေးထားလို့အတင်ရဲနေတာ။မိနွယ်ပေးလေညောင်ရီဝန်းသွုံးမိနွယ်ပေးလေညောင်ရီသွုံးဖြတ်လို့ပြီးအတင်ဝိုင်းဝန်တောင်းနေတာ မိနွယ်ပေးလေညောင်ရင်သွုံးအိုးဖျက်လို့ပြီးအတင်ဝင်တောင်းနေရာအိုးမပေးပါဘူးဖဲ့ပါမိနွယ်ကထူးထူးခါခါညင်းနေဒါပေမဲ့သူ့ရှိကွယ်လို့မိနွယ်ကျွန်တော်စီလာလို့မရဘူးကျွန်တော်ရင်ထဲမှာတင်ကနေဖြစ်သွားတယ်လူဘာဝရယ်ကောင်ကျွန်တော်သူ့ကိုကြော်ပြီးမိနွယ်စီကိုသွားတယ်မိနွယ်ကလည်းသူ့ကိုရှောင်ပြီးကျွန်တော်စီကိုလာတယ်ကျွန်တော်တို့နှစ်ယောက်လူကြီးဆုံး အကြည့်ချင်းစုံပြီးနှစ်ယောက်စလုံးပြုံးလိုက်မိတယ်။ရောက်ငကြော။မိနေကသူ့ကောင်းပေါ်မှာရှိတဲ့ညောင်ရည်သွန်းအိုးကိုလက်ကလေးနှစ်ဖက်နဲ့ပင်ပြီးကျွန်တော်ကိုပေးတယ်။ကျွန်တော်ဦးနှခမ်းလေးကိုလက်နဲ့လှမ်းကင်လိုက်တယ်။အဲ့ဒီအချိန်မှာမိကျွယ်ရောက်လာပြီ။ဟဲ့မိနွယ်ဘာလုပ်နေတာလဲ။ညောင်ရည်သွန်းအိုးစံသိန်းကိုပေးလိုက်။မိကျွယ်ရဲ့ဆူးရှကြေလောင်တဲ့အမိန်ပေးတဲ့ကစံသိန်းကအကူအသွားမိမို့ မိကျွယ်ရဲ့စူးရှာကျဲလောင်တဲ့အမိန်ပေးတဲ့ဆန်သိန်းကအားကိုးရသွားပြီမို့မိညွန်နန်းကတ်လာပြီးညောင်ရည်သွင်းအိုးကိုလှမ်းကင်တယ်။ဟဲ့ငါကြောဘာလုပ်နေရလဲအိုးကိုလွှတ်လိုက်နောက်ဆုံးနေသံကျွန်တော်ကိုပါနောက်ထပ်ပေးတဲ့အမိန်သံကျွန်တော်ရင်ထဲကမကြည်နဲ့တဲ့ဒေါသမိအပူဟာအထက်ကိုတက်လာပြီးမျက်နှာတစ်ပြင်လုံးပြန့်နှံ့သွားတယ်။ကျွန်တော်လက်မလွတ်တော့ပဲအိုးကိုဆွဲယူလိုက်တယ်။ဆန်သိန်းကလည်းမလွတ်ဘူး ိုးဆွဲထားတယ်လူတွေဝိုင်းကြည့်နေကြပြီဟဲ့ငါကြောနေငါပြောတာမကြားဘူးလားခုချက်ချင်းလွတ်လိုက်စမ်းမိကျဲဒေါသကြီးအော်ပြောနေတယ်ကျွန်တော်ဘာလို့မှဂယုမဆိုင်တော့ပါဘူးသူ့မှသာဒေါသမာနာရှိတာမဟုတ်ဘူးကျွန်တော်မှလည်းဒေါသမာနာပဲကျွန်တော်မလွတ်ဖဲနဲ့အိုးကိုအားကုန်စောင့်ဆွဲလိုက်တယ်စံသိန်းကလည်းမလွတ်တော့အိုးကကျွန်တော်ဘက်ပါလာပြီးမှအောက်ကြွဲသွားတယ် ညောင်ရည်သွင်းကိုအစိမ့်စိမ့်မှောင်မှာဖြစ်သွားတယ်။ဟင်။နင်းကများကဲဟဲ့ကျွန်တော်ပားပြင်နှစ်ဖက်စလုံးဖူးကနေပူနေဖြစ်သွားတယ်။စက်ဖြင်းဖြင်းဝေဒနာကိုစက်ခံစားရတယ်။တိတ်မြန်တာပဲ။မိကျော်ကျွန်တော်စီရောက်လာပြီ။ပားနှစ်ဖက်ကိုရိုက်တယ်။အိုးထိတ်လန့်ကြောက်ရွံ့ပြီးစိတ်မကောင်းဖြစ်သွားတဲ့မိနွယ်မျက်နှာလေး။ဟင် ကောင်ကငါထမင်းစားပြီးငါ့အုံမြန်အာခံတယ်လူဘားဝချင်လိုက်တာအမဲရောကဟင်းအိုးမှအာမနာဘူးစိတ်ချဘယ်တော့မှမရဘူးမှတ်ကိုနဲ့တန်ရတန်ရမှန်ရတယ်တဲ့အနုလက်နဲ့ရှေခွက်နှိုက်ချင်တဲ့ကောင်နင်းနဲ့ငါ့ညမတူလို့လားတန်လို့လားကျွန်တော်ရှိမှခါထက်ရရင်ကျွန်တော်ရှိမှခါထောက်ရရင်ဒေါသမိတွေဝန်းဝန်းတောက်နေတဲ့မိကျွယ်မျက်လုံးတွေနဲ့မြင်တာ မိနွေကတော့ရှက်ရှာလွန်းလို့မျက်နှာကိုလဝါးနဲ့အုပ်ပြီးငိုရင်းနဲ့ရွာစီကိုပြန်ပြေးသွားရှာတယ်။ကျွန်တော်မိကျွယ်မျက်လုံးတွေကိုဆက်ဆုပ်ညှဆွာသွားပြန်ကြည့်လိုက်တယ်။ကျွန်တော်မျက်လုံးတွေကသူ့ထက်ပိုပြီးဒေါရမီဝန်းဝန်းတောက်နေမယ်ဆိုတာသိပါတယ်။ကျွန်တော်မှာကြောက်တဲ့စိတ်ဘာမှမရှိတော့။သူကြောက်သွားပုံရပါတယ်။ကျွန်တော်ကိုမကြည့်တော့ဘူး။နောက်ကိုခြေတန်းဆုပ်သွားတယ်။ကျွန်တော်သူ့ကိုအဲ့ဒီနမ်းမှတင်းမှုမှုံညံ့ညံ့ခြေပြစ်ချင်အောင်မုန်းတီးမိတယ်။ ခမ ्या ပြောတဲ့စကားခမ ्या မှတ်တာခမ ्या ကဘလောက်ချမ်းသာလို့လဲတန်ရာတန်ရာထက်ပိုစေရမယ်ခမ ्या ကြည့်လိုက်ကျွန်တော်မိကျွယ်မျက်နှာကိုစိုက်ကြည့်ပြီးပြောပြလိုက်တယ်တင်းတင်းပအောင်စုပ်ထားတဲ့ကျွန်တော်လက်တွေကတုံးနေတယ်သူဘာမှပြန်ပြောဝင်ဘူးကျွန်တော်သူ့ကိုဘာမှမလုံးမိခင်စိတ်ကိုထိမ့်ချုပ်ပြီးဝိုင်းကြည့်နေတဲ့လူတွေကြားထဲကထိုးထွက်လာခဲ့တယ်ကျွန်တော်ပါးပြင်းနေပူနေသလိုရင်ထဲမှာတော့ မီးတောင်တွေပောက်ကွဲနေပါတယ်ဟုတ်ကဲ့ပါဇလန်းလေးကိုဒီမှာပဲခိတခဏရှင်းလာလိုက်ရပါတယ်နောက်ရက်တွေမှာလည်းဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့နားဆင်ခံစားပေးကြပါအောင်ခင်ဗျာနားဆင်ပေးကြတဲ့ပြည်သူတို့အုပ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ